ဒီနေ့26ရက်6လ2025เนาะအဲကိုစော်ဘွိပြောတဲ့အဘကာကျုပ်ကတော့အကိုစော်ဘွိအငြင်းတန်းခေါ်ခေါ်ပြီးတော့ငငယ်လေးတဲ့အဘောက်လေးဖြူအဲကတမ်းအော်ဒါတဲ့အဲအော်ဒါတာသူပြောပြောနေတဲ့ live တွေမှာကျွန်တော်တွေ့ဘူးလေเนาะအဲ့တော့ကိုအဲကိုစော်ဘွိအငြင်းလေးဖြူဂုံယူလေးသန်းတံမိုးထားနေတဲ့ပုဂ္ဂိုလ်အဘကာကျုပ်ကြီးကတော့ဒါမစ်မျိုးအဲเนาะဘယ်လောက်နိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အခမ်းကျိုးစွဲအခမ်းကျိုးစွဲတာလေးဂုံယူအာဒီပါညာနေတာတွေ့နေရပြီ ဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရတယ် ဝိုင်းသာကိုယူမိပါတယ်လို့လည်းပြောချင်ပါတယ်ညီမကကဘာမှာတော်တော်များများကိုတည်သွားကြပါပြီညီမကဘာမှာမြန်မာဘုဥမေအောင်လိုက်တော့တော်တော်များများလည်းတည်သွားကြပါပြီเนาะအဲ့တော့နောက်တစ်ခုတော့ကြာကိုဇော်ဖုံးရင်မှုကကိုဇော်ဖုံးရင်အေးစိပါလေရုံလည်းမထုတ်ဘူးပါမလို့တကယ်တော့ကိုဇော်ဖုံးရင်ဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးလည်းကျွန်တော်တို့တော့မမေးပါနဲ့ဟိုဖုံးဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဘာမှမဖြစ်ဘူးအေးစိပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစေသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါเนาะဒါလေးကိုတော့ပြောပြစေအဲကိုဇော်ဖုံးရင်စိတ်ဝင်နေတဲ့ညီကောင်မောင်များ ။နောက်ကျွန်တော်တို့ဒီကိုချစ်တယ်ကိုစော်ဘောကြီးတို့ကျွန်တော်တို့ကိုချစ်တယ်ညီကောင်မမများအားလုံးရှိပါတယ်။မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာအောင်နော်။ဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်။ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာ။မုံတဲ့လူတွေတော်တော်ဒါလည်းအားလည်းလုံးပါမှာပဲနော်။အဲ့တော့ချစ်တဲ့လူတွေကိုလည်းပြောစေချင်ပါလေကိုဇော်ဘိုးရဲ့ချစ်တဲ့လူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရသေးနော်အဲဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲအလုံးအလုံးလုံးနေကြတဲ့လူတွေပဲဖြစ်တယ်နော်ကိုလုံးကိုလုံးကြတဲ့လူတွေပဲဖြစ်တယ် ကိုလုတ်ကိုလုတ်ကြတဲ့သူတွေဖြစ်တယ်ကိုစော်ဘုန်းကြီးကဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးเนาะ အဲ့ဒါလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးကြတော့ကျွန်တော်တို့လူဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတူရှင်းနေပြောမယ်ဆိုရင်ကိုစော်ဖုံးရ EC ပါเนาะဒါလည်းပြောပြစီအဲလိုအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြကျွန်တော်ထုတ်ပြောပြပြပေးပါမယ်ဒီတိုင်းဒီကာလမှာတော့အဲအားလုံးကအကြောင်းမျိုးနဲ့ကိုလို့ကိုလုံးနေကြတာဖြစ်တဲ့အတွက်အဲအလုပ်ပေါ်မှာပဲအာယုံဆိုင်ပြီးဖို့အတွက်ပဲပြောတင်ပါတယ်ကိုစော်ဖုံးရနဲ့ EC ပါနိုင်ငံတော်ကြီးလက်မှာကြခင်အေဂျင့်တော်မယ်ညီဂျင့်တော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောတင်ပါတယ်ဗျာဘာလို့လဲဆိုတော့မချခင်မှာကျွန်တော်တို့ ဟိုတက်မော်ကတက်မော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ခံကြံရယူအောင်လှုပ်ဆောင်နေပါတယ်တန်တမန်ကြီးရတော့လကောင်းเนาะတိုက်ဟိုတိုက်ခိုက်တဲ့ရေးရတော့လကောင်းပေါ့เนาะအခုဆိုနောက်ထပ်ဆိုလို့ချေကျွန်တော်တို့ နောက်ဆိုဆိုလို့ကျင်ဘယ်နာထီရောက်နေပြီလားဆိုတော့နောက်ဩရောက်မှာဒါကျွန်တော်တို့ပွဲကားလိုက်တာပလောင်နေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနောက်ချိုးဝိုင်းတာလေဟုတ်လား minus 10 time ကွန်နဲ့ right ဖဲဆိုတော့ right နဲ့ပြင်အောင်ထိနေတယ်သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်နာလောက်ထိရောက်နေပြီဆိုတော့ဒါဘလိုပဲပြည့်နိုင်ပြည့်လို့တော့ဝိုင်းထောက်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုးရရင်ဟိုဘက်ကကြောင်မဲ့တီဘောလာချိုးတိန်နီကုတ်ခိုင်အကုန်လုံးကအေးတန်ပဲပြီးွားလို့ရှိရင်ဘလိုကြိတ်မလဲဆိုတော့စီးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါနဲ့ ဲဒါမှကြာခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်เนาะနောက်တစ်ခုကြတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်တို့เนาะစာစာတောင်စာတောင်ဘက်ပေါ့เนาะအုံတော်တို့စာတောင်ဘက်တို့ဒါစစ်ကြောင်းသွားမယ်တပ်မတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကြမ်းဖက်တွေကစောင့်ဆိုင်းနေတာရှိတယ်နေရာတွေနေရာတွေကွက်ကြကွက်ကြတွေယူပြီးတော့သူတို့ကဗျူဟာခင်းနေတာရှိတယ်အဲ့တော့တပ်မတော်ဘက်ကသခိုင်းတိုင်းဘက်ကတော့စစ်ကြောင်းထုံးဘက်ညီကောင်မောင်သားတွေညီကိုတွေတပ်မတော်သားတွေ တတိကြည်ကြည်ထားပြီးဘုဒ္ဓကိုပြောခြင်းမှာလည်းဒီရဖြစ်စဉ်เนี่ยဘုဒ္ဓလင်ဖြစ်စဉ်တို့ဘာလို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာတွေကိုကျွန်တော်တို့တွေ့ရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံအုံကြီးကြီးလှုပ်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မိရင်းနှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံနန်းနန်းလှုပ်တဲ့ခါကျတော့အဲပြည်သူအရသားကြီးလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှာဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြည်ကြီးနဲ့ထားပြီးတော့မှအဲတမနော်ကတော့ကျွန်တော်ဒါဆိုရင်လုံခဲ့လို့ဒါကျွန်တော်ပြောတာပါဒီဟာလေးကတော့တို့ရဲ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့တက်ပါတယ်နောက်စကိုင်းတိုင်းတဲကြီးရွာသာတင်ကျောင်းထဲမှာဒါလက် လက်နက်လေးလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့နယ်မြေကမ်းတရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမန်တော်စကြောင်းသွားစကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလဲ death body တွေတော်တော်များများရတယ်လက်နက်တွေဆိုလည်းများတယ်နော်အဲကျွန်တော်က6ယောက်9ယောက်10ယောက်လောက်ဆိုတော့မပြောတော့အဲ့လောက်ပဲပြောမယ်ရာနဲ့ချီဆိုတော့ကျွန်တော်ထပ်ပြောပြမှာနော်နောက်တစ်ခုကြတော့ကျွန်တော်တို့ 叫爸爸妈妈做，这个路拿我该拿的，那爸爸妈妈做，这个路拿我该拿的，嘛你阿都讲不得意思的，哎，讲不得意思的，哎，哎嘛，就当说，这么些啊，咱们是长途要人员训练的，到时候人员训练里头，哎嘛，对了，回家嘞，回家嘞，千万都要提防里头嘞，人呢都要躲躲埋埋，惹大事的。 ကချင်ပြည်နယ်ဘက်မှာဆိုလို့ဆိုအဲ့ဘက်ကာမိုင်းတို့နန်ယာတို့ဘက်မှာလည်းနေမြေရှင်းတော့ AI နဲ့တွေ့တယ်ဒိုင်ဝဲတွေဖြစ်တယ်တမ်တော်ဘက်ကအတာစီးရနဲ့ဒါဓာတ်ပေါ်လေးလက်နဲ့အခုကတမ်တော်ကနေရတိုင်းမှာပွဲကတိုင်းကျွန်တော်ကြည့်နေတဲ့ချိန်မှာအောင်ရင်မှုတွေအပြည့်နဲ့ကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်ကြောက်ပြူဆိုလို့ချင်တဲ့ဒီကတ်တဗီတို့ရှောက်ချောင်းတို့စီမော်တို့မြတ်ကြက်တင်ရောအဲကြက်တင်ရောအဲအဲ့မှာဆိုလို့ချင်လို့ရှိရင်ဒါတမ်တော်ကကာကင်းနေထုတ်တာတဲ့အပြုံတော်မှာအပြင်ကိုနောက်ထပ်ဟိုသူတို့၃မိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကို ဆက်တိုးနေတာရောက်ရှိနေလို့ကျွန်တော်တို့သိရှိရတယ်။သို့တော့လည်းပဲတချို့ရာတွေတော့မပြောတော့ပါဘူးเนาะစစ်ကြောင်းကတော့၄၅၆ကြောင်းတော့လည်းရခိုင်မှာစတိုးနေဆိုတော့တန်တော်ဘက်လည်းအေးချမ်းတော့မယ်လို့ပြောတင်တယ်။တန်တော်ကွာเนาะချိန်တလီအဲ့ဒီဘက် တချောင်းလုံးတချောင်းလုံးကကျွန်တော်ဟိုမကြခင်မှာအေးချမ်းမယ်ထင်တယ်။ဘာလို့ဆိုတော့အယောက်တိုင်းတစ်တိုင်းလုံးမှာလည်းအလုတ်တော့မခံတော့ဘဲနဲ့အယောက်တိုင်းတက်တရားလည်းအမုန်းဆွဲနေတာရှိတယ်။မကွေးနဲ့အဲရိုးအဆက်မှာပကိုးတိုင်းရိုးအဆက်ပတောင်းတို့ဘာလို့အဲ့ဒီဘက်မှာဆိုလဲဒါကြိတ်ချက်တွေကကြောက်ကြောက်ခံမလေးလေးကိုတောင်းတော့ကကြိတ်နေတာ။ 喏，加快完燃料煤了，话俺们阿个消防队嘞，加快的让俺家公路每月修边我们来看公路边开的，那么是边一条收费嘛道路，那张龙啊边我们来看，他看的西边干啥子？他那边哎叫问他话嘞，工人嘞张龙，记者嘞，他工人啊们他滩那边疲劳了，喏。<noise> မချခင်မှာကျွန်တော်အာမခံရေးပါဗျာဘာလို့လဲဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ file ပေါ့26နှစ် file နောက်အချိန်ကာလတောင်းတော်လာနေဒူးထောက်တယ်တို့လက်မြောက်တယ်တို့အရှုံးပိတ်တယ်တို့အလံမျိုးထောင်းတယ်ဆိုတာတွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော်ကအခုက노ထလာတဲ့တောင်းတော်ကြီးဖြစ်သွားပါပြီเนาะအဲ့တော့မချခင်မှာအေးအကျန်းဖက်ပေါင်းစုံကတော့ပြုတ်ပြုတ်ပြုံးတော့မယ်လို့ဒါပိုင်အာမခံပြီးတော့ပြောလိုက်ထင်ပါတယ်ဗျာပေါ့မှာပေါ့မှာဆိုလို့ရှိရင်ဒါမနေ့ကမနေ့ကဗစ်ထုတယ်ဗစ်ထုတဲ့အခါကျတော့ပါ10ဝမှာ ဆယ်ဝါးမှာသူဆက်သွေးကြီးလုတ်တဲ့အိမ်ပေါ့ဗျာဆက်သွေးကြီးဆက်တည်ထားတဲ့အိမ်ပေါ့အဲ့ဒီကိုဘက်ထရီကတဲ့တယ်ပဲအဲ့မှာ၄ယောက်လောက်လစ်တာကြီး၄ယောက်က၂ယောက်ကတော့ IPDF ပါတနာပေါ့၂ယောက်ကတော့ PDF ဖြစ်တာပေါ့အချမ်းဖက်တွေဖြစ်တာပေါ့နော်ဒါမနက်ကလုတ်သွားတဲ့ကိစ္စလေးကိုပြောပြတာဒီမနက်ကမှာညောင်းနိုင်ငံရဲ့တပ်ဖွဲ့ကိုလည်းဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်စိုးရင်လို့ပြောတာပါဒါလေးကိုတတိလေးထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဲကျွန်တော် line ပေါ်မှာတွေ့တယ်လိုင်သားယာကိုကြီးရဲ့နောက်ပုတုဆိုတဲ့၂ယောက်နော် လိုင်းသာကိုကြီးတောင်းကိုအရင်ဆုံးပြောခြင်းပါတယ်တန်ကန်းကောင်းမလေးစီကပတ်စံခိုးသွားတဲ့အမျိုးသမီးเนาะအဲပတ်စံခိုးသွားတဲ့အမျိုးသမီးကိုပြန်တွေ့တယ်ပြန်တွေ့ပြီးတော့ဒါလိုင်းသာကိုကြီးကတော့သူကတော့ပရိဒတ်သမားဖြစ်တဲ့အတွက်ပရိဒတ်စိတ်တန်းနဲ့ပဲခွင်တော့တက်တယ်ခွင်တော့တယ်ဒါသူကူညီနိုင်တဲ့လောက်ပြန်ပြီးတော့ဆက်လက်ကူညီလိုက်တာကိုတွေ့ရတယ်အဲ့ဒီဟိုမတန်ဆွမ်းကောင်းမလေးစီကခိုးသွားတယ်ဆိုတော့တသိန်းကျော်ခိုးသွားတယ်ဆိုတော့အမျိုးသမီးက ူကဒီတစ်ချိန်တည်းလောက်တာမဟုတ်ဘဲနဲ့သူ့အကြောင့်ဖုန်းနဲ့အလေခံတဲ့သူတွေ line ဝင်မှာတက်လာတာကမလေးတွေရောပါကြအများကြီးတွေ့ရတယ်။ဒါကပုံမှန်380ခိုးမှုတာမြောက်ပဲ။ character game ဖြစ်တဲ့အတွက်ဒါနိုင်ငံကိုရဘလောက်ပဲအဲသူကသူဂိူနာထားပြီးတော့ pride ပဲလုပ်ပဲလုပ်ပဲလုပ်ပဲဥပဒေအကြောင်းအရဖြစ်လာလို့ဆိုတော့ဥပဒေအရအရေးယူပေးဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်။နောက်နောက်တစ်ခါကျတော့ကလေးကိုဘန်းပြပြီးတော့ သိန်း၃၀နဲ့ရောင်းဝယ်ပါညာနောက်တာပြောင်းတာတွေမျိုးဖြစ်ပါဒါဟာရောင်းဝယ်ဖောက်ကားရမဲ့လူကုန်ကူးတာဖြစ်ပါတယ်နော်အဲ့ဒါတွေကလည်းပဲဟိုညောင်းနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ဒီຢာတွေကိုထိရောက်စွာအရေးယူပေးဖို့တကောကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဒါတွေကမဖြစ်သင့်မဖြစ်တိုက်တဲ့အရာဝတ္ထုတွေနိုင်ငံတကာမှာကြာရုပ်တွေမှာအရန်ရုပ်ဆိုလုံးကကြီးပါနော်ဒါကိုရဲတပ်ဖွဲ့ဝင်ကအလုံးမလုပ်ဘူးလားဆိုတာမျိုးကိုဒါနိုင်ငံမှာထင်ရှားသွားစေပါတယ်နော်ဒါတိုင်းသာကိုကြီးတို့ကတော့ ဒါသူတို့ကမြေတားတရားနဲ့လုံလုံဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပေမဲ့ခွလွတ်တက်ပေမဲ့နိုင်ငံမှာဒီလိုဇိုက်တာဖောက်ပြန်နေတဲ့သူတွေကိုဟိုရှင်းရှင်းပြောလဲဂိုင်တာခစ်တီကဒါဟိုနိုင်ငံရဲ့တပ်ဖွဲ့အနေနဲ့ဟိုအလုံးမလုံးဘူးလို့ဒါမြင်သွားစေတဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့နဲ့ရန်ကုန်တိုင်းမှာတော့ဒါသိစေချင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဒီလိုပေါ့ဒူးစိုက်မှုလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ခွင့်မလွတ်စေချင်ပါဘူးเนาะလူတွေကအလုံးအားရှိကြတာမဟုတ်ဘူးဗျအလုံးအစိမ့်မပြေကြောင်ကိုပစ္စည်းကိုမရှိတိုင်းလိုက်ခိုးနေမှာဆိုလူတိုင်းခိုးကြကြီးတခိုးတွေဖြစ်ကုန်မှာပေါ့တခိုးတွေတိုင်းခွင့်လွန်အောင်မှာဆိုလည်းအစိမ့်မပြေဘူးပေါ့เนาะအဲ့တော့ခံဝင်ဒူသီးမဟုတ်ကထောင်ချဖို့အတွက်ကျွန်တော်ပြောမဟုတ်ဘူးဒါသူဆိုပုံမှန်380နဲ့မြောက်တယ်เนาะထောင်ချဖို့အတွက်ကျွန်တော်ပြောတာမဟုတ်ဘူးသို့တော်လည်းပဲအရေးယူတဲ့နှစ်လောက်ကတော့အရေးယူရမယ့်အနေအထားမျိုးတော့ရှိတယ် နောက်တိုင်းသာကိုရပြီးတော့သွားတော့တနာပြီးတော့မှထပ်ပြီးတော့မှပတ်စံနေပါညာပြေးလိုက်တယ်။နောက်အဲ့ဒီအမျိုးသမီးပဲသူလိန်ညာခိုးပြီးတော့ online မှာလဲဖုန်းနေခိုးသွားတော့ပါညာ line နဲ့တောက်လျှောက်တက်တက်တာလဲသူ့ရုပ်ကြုံမြင်ပြီးတော့မှအဲ့ဒါတွေကလည်းပဲဒါကျွန်တော်တို့ ဟိုနိုင်ငံမှာဆက်လက်ပြီးတော့ဒီလိုမသိတဲ့လူတွေထက်ခံရမယ့်အနေအထားမျိုးရှိတာပေါ့နော်ဟိုခလီကိုပန်းကြပြီးတော့အယောင်းဝယ်လုပ်မယ်နဲ့သိန်း20နဲ့အယောင်းဝယ်ပိုင်းရတာအဲ့ဒါလည်းပဲတရားဥပဒေအရကျွန်တော်တို့ဒါလူကုန်ကူးမှုဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဒါအယောင်းဝယ်ဖောက်ကားမဖြစ်သေးတော့မှဒါစတင်ရောင်းချနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့လဲပါနော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဟိုရန်ကုန်တိုင်းမှာဖြစ်နေတဲ့ဒါမြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေနဲ့ဒါတွေကိုလွတ်မထားသင့်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြရစီ